多点笑，呀！不能了，切嘛，他切切切这个嘛，好，等下他妈来啥嘞？出来，我那都发出来。完了，第二拿来出来啊，你干嘛看你一个？第二他我他你，如今都第二哪家？啊，那等一下再再给我们拿一个吧。啊，呃，第二就是发大利多表，干嘛阿汤没事？啊，那你不都元旦那嘛？ ဒုက္ခဖြစ်စေအကြောင်းဒီလေတာမျိုးနဲ့ဆယ်မျိုးရှိတယ်။လောဘဒေါသမောဟမာနဒိဋ္ဌိဝိသကိတဌိနာဩရိစ္စဒိဋ္ဌိကနောတပါ။အဲ့ဆယ်ခုကကိန်းနေတာအနုတ္တယနေ။အဲ့ဒီကိန်းနေတဲ့ဒီအနုတ္တယရှိလို့ဘုရားဇာတိတော်။ဒါကြောင့်လို့တရားလိုက်စားတယ်ဆိုတာကအဲ့ဒီဒုက္ခဖြစ်စေတဲ့အကြောင်းကိုကျွန်တော်တို့ပယ်တတ်ဖို့အတွက်တရားလိုက်စားတယ်။ဟုတ်ကဲ့။အဲ့ဒီလိုပယ်သဖို့အတွက်နီလန်းလိုရင်တော့နီလန်းတိထားတဲ့ဆရာသမားတွေခံမှာတပည့်ခံပြီးတရားသမားနာကြတယ်တရားနာတယ်ဆိုတာ ဒီတရားအလုတ်ကိုသိခြင်းလို့တရားအလုတ်ကိုသိပြီးပါလို့မလဲကိုကိုယ်တိုင်လုံးတော့အဲ့တော့အဲ့ဒီကိလေသာ10မျိုးဟာဘုဒ္ဓရှင်တဏ္ဍာမှာအလုတ်တရားနေနဲ့ကဲနေတဲ့အခါကျတော့အကြောင်းတိုက်ဆိုင်တော့ပြိယုဌာဏစုပတ်တယ်စုပတ်မှုအားကောင်းတဲ့အခါကျတော့ဂုံချူးဒါကိလေသာကိုတော့ဟုတ်လားဘုဒ္ဓရှင်တဏ္ဍာမှာအလုတ်တရားကဲနေတယ်အလုတ်တရားဘုဒ္ဓရှင်ကိလေသာ ဒီကိရတာဂိမ်းတော့ဘာလို့လဲဂိမ်းဂိမ်းကိရတာအချောင်းတိုင်းဆိုင်လာတဲ့ခါကျတော့ပြိယထာနာစူပတ်စူပတ်လာပြိယထာနာပြိယထာနာကိလေအဲ့ဒီပြိယထာနာကိလေတာဘဝဖြစ်လာနော်အာယုံအာယုံမိုင်းမှာအာယုံတမအာယုံမှာ အာယုံမှန်တယ်မှန်တယ်အဲ့ဒီအာယုံတော့မှဖြစ်လို့ तू ကမနှောငံလို့ခေါ်သူ့ကဘာလို့ခေါ်လဲမနှောငံဟုတ်တယ်မနှောငံအဲ့ဒီမနောတံမနောကံအာဟုဓမ္မအောင်မှာပြိယဌာနအားကောင်းလာတဲ့ခါကျတော့ကိုနှုတ်လွန်ကျူးလာ။ကာယကံဝေစီကံနေလို့ပြီ။အဲ့ဒါဝိတကမရှိပြီ။ ဝိတက်ကမှကိလေသာကြတော့ဘာမှဖြစ်တာလို့ကိုနဲ့နှုတ်ကိုနဲ့နှုတ်အာယုတမလာမှမဟုတ်တော့ဘောကိုနှုတ်စီရောက်သွားတယ်ကိုနှုတ်စီဟဲ့ဒီဝိပက်ကြီးမှလုံးတဲ့အဆင့်ဖြစ်သွားပြီဟုတ်ကဲ့အဲ့တော့ तू ကကာယကံနဲ့ကာယဝစီကံအဲ့တော့ဒါဒုက္ခောက်ဖြစ်နေအကြောင်းနေနုတ္တိယကိလေသာပြုဌာနာကိလေသာရဲ့ဝိတက်မှကိလေသာအဲ့တော့ဟုတ်ပြီအဲ့ဒီဒုက္ခောက် ဖြစ်စီတဲ့အကြောင်းဖြစ်တဲ့အဲ့ဒီကိလေသာတွေကိုပယ်တဲ့အလုပ်ကိုတရားအလုပ်လို့ခေါ်တယ်။ဟုတ်။ဘာလို့တရားလုပ်ဆိုတာကိလေသာကိုပယ်တတ်တဲ့အလုပ်။အဲဒါတရားလုပ်။တရားလုပ်ဆိုတာပါလဲဆိုတော့ကိလေသာကိုပယ်တတ်တာ။ကိလေသာကိုပယ်တတ်တာ။ပေတော့တော့ပေတော့တော့ဟုတ်အဲ့တော့ဒီမှာပေတော့လုံးလို့ဘာလို့ ရေးတယ်ဆိုတဲ့အခါကျတော့အမှန်တော့ရေးဖို့အပြင်ရေးတာအဲ့တော့ပယ်တာအသုံးမျိုးရှိတယ်တရင်ကပယ်မှလားအတန်းကြာပယ်မှလားအမြင့်ပြတ်ပယ်အမြင့်ပြတ်ပယ်တာကြဘာလဲသူကတော့အမြင့်ပြတ်ပယ်တာကြတော့အမြင့်ပြတ်ပယ်ပြီဆိုတော့နောက်တစ်ခါလာတော့မလာတော့မလာတော့ဘာဖြစ်လဲတီရာနဲ့ဒီလိုတတ်တာပေါ့တတ်တာအနာနာလေးဟုတ်ရေးဖို့အပြင်တော့ပယ်တယ်လို့ရေးပါတော့အနုတ္တိယကိလေသာအမြင့်ပြတ်ချုပ်ငိမ့်သွားတဲ့ခါကျတော့တတ်တယ်လို့ဟုတ်ကဲ့ပါ တို့နားလေကိလေသာပဲပယ်တာအသုံးမျိုးရှိတယ်တရင်ကပယ်မလားအတန်ကြာပယ်မလားအမြင့်ပြပယ်ပါအမြင့်ပြပယ်တာကိုကြတော့တတ်တယ်လို့ဆိုတယ်ဟုတ်လားတော့ပယ်တာနဲ့တတ်တာနဲ့တူတာဆိုတော့တရင်ကပယ်တာလို့အတန်ကြာပယ်တာလို့ကပယ်ရဲပဲမြည်တယ်အမြင့်ပြပယ်တာတတ်တယ်အဲဒါဒီကအကြောင်းဝင်အောင်လို့ဒီကိလေသာအောက်ကပြိယထာနာတို့ဝိတ္တကမတို့ကအကြောင်းဝင်အောင်လို့ကိလေသာပယ်တော့အလုံးလို့ကြီးရတယ်။ဟုတ်။တော့ကွနားလေရတယ်ပယ်တာသုံးမှုရှိတယ်။ ်တရင်ကပေးလာရဲ့အတန်ကြာပေးလာရဲ့မြည်ပြက်ပေးအဲ့ဒါဟုတ်ပြီဒီအလူတရားကိရိမာကြောင့်ဒီပြိုဌာနဖြစ်ရတာပေါ့ဟုတ်ပါတယ်ဘုရားမူပြထားတဲ့အကြောင်းကျိုးဆိုတော့အကျိုးတရားမျိုးတွေအကြောင်းကင်းပြီးမှဖြစ်ဖြစ်ပါဘာလို့ဒီအလူတရားရှိနေလို့ပြိုဌာနဖြစ်ရလဲဒါဆိုအလူတရားကိရိတာကအကြောင်းအကြောင်းတော့ဘာလို့အကြောင်းလို့ပြောတာလဲသူရဲ့အကျိုးရှိလို့သူကြောင့်ရမယ်အကျိုးတရားရှိလို့ပြိုဌာနဘာလို့ပြိုဌာနကအကျိုးဟုတ်ကဲ့ဒါအကျိုး ။ဒါဆိုပြောတာကဘာလို့အကျိုးဆုံးရလဲ။သူ့ဖြစ်စီတယ်။သူ့ဖြစ်စီတဲ့အကြောင်းတရားရှိတယ်။ဒါသူမြင်ရမှာလို့။ကိုမြင်ရ။ကိုဘာလို့မြင်ရတာလို့။ကိုတန်တာကိုတန်။ကိုတန်တာမှာဖြစ်နေ။အဲ့တော့ဒီပြိုဌာနကိုကြည့်လိုက်တဲ့ခါကျတော့ပြိုဌာနဒီအာယုဓမ္မအောင်မှာအကောင်းလာတဲ့ခါကျတော့ကိုတော့လူယူလာတယ်မဟုတ်လားဟုတ်ဒါဆိုရင်ဒီပြိုဌာနကဝိတကမနဲ့ရှင်တဲ့ခါကျတော့ပြိုဌာနဘာဖြစ်သွားလို့ကျောင်းဖြစ်သွားကျောင်းဖြစ်သွားတယ်ကျောင်းဖြစ်တယ်ဟုတ်အဲ့တော့ तू ကအကျိုး အဲ့ဒါကြောင်းကျိုးနဲ့စုံရတယ်ဟုတ်ဘာလို့ဆရာမပြောတာငါလည်းဒါလေးချက်တာကွာကြောင်းကျိုးမူလနှခါနဒွားရမူလီထုတ်မူလမူလီနှစ်ပါးဒီညာဟီဖက်တယ်အဲ့ဒါအဲ့မူလမူလီဆိုတော့ခုနလိုဟာလားဒီမှာပြည့်ဌာနအကျိုးတက်တဲ့ကြောင်းတက်ဖြစ်နေလို့သူ့မူလီကြောင်းလို့ခေါ်တယ်သူကမူလီဟုတ်ဘာလို့အကျိုးတက်တဲ့ကြောင်းတက်ဖြစ်နေတို့ပါတော့လဲပဲဟာလားတရားလောက်ကကိလေသာပဲတဲ့လို့တရားလောက်လို့ခေါ်ရင် ဘာလို့ကိလေသာကိုပယ်တာတော့ဒုကိလေသာဒုက္ခကိုဖြစ်စီတဲ့အကြောင်းဖြစ်ကြောင်းဖြစ်နေအဲ့တော့ဒီမှာကျွန်တော်ကထပ်ဆစ်လိုက်မူလထပ်ဆစ်လိုက်တဲ့အခါကျတော့ဒီဝိတကပကိလေသာကသူအကျိုးဖြစ်တော့သူကြောင့်ရမယ်ဂျူတရားရှိတော့ကိလေသာဖြစ်စင်မှာရှိတော့ဟုတ်လားကိုဇာတိရတော့ဖြစ်တာတော့ဒါထားလိုက်တော့ဇာတိအခုနောက်ထပ်အနာဂတ်ဇာတိကိုကျွန်တော်မရသေးဘူးဟုတ်လားဒီဝိတကမကိလေသာပရိယထာနာကိလေသာကြောင့်ဖြစ်တယ်ဆိုတော့ပရိယထာနာကိလေသာကိုပယ်လိုက်ရင်ဝိတကမဖြစ်เสียကြောင်းရှိတော့ အဲ့တော့ကျွန်တော်ကတွက်လိုက်တဲ့ခါကျတော့အချောင်းတရားနှစ်ခုပဲရှိတယ်ဟုတ်ကဲ့အနုတရားနဲ့ပြိယပြိယကလားဒုက္ခဖြစ်စေအချောင်းတရားနှစ်ခုပဲရှိရှိအဲ့တော့ဒုက္ခကိုဖြစ်စေအချောင်းတရားဘာမျိုးလို့နှစ်ခုရှိရတာလဲဆိုတော့ဒုက္ခဒုက္ခကနှစ်ခုရှိတယ်ဟုတ်လားဇာတိဒုက္ခနဲ့ဝိဒုက္ခနဲ့အဲ့တော့မှကျွန်တော်တို့ကဗုဒ္ဓရဲ့မူအရာဟုတ်လားဘေဟာကဇာတိဒုက္ခလုံးဘေဟာကဝိဒုက္ခကိုဖြစ်စေတဲ့အချောင်းလုံးလို့သိရင်ဘာလို့ကြောက်မလဲဆိုတော့တယ်ကြီးရ အဲ့တော့ဒီမှာအနုတ္တိယနဲ့ပရိယခန္ဓာဖြစ်နေတဲ့အတွက်ကြောင့်နားမလည်နိုင်တာဖြစ်တဲ့ကြောင့်ကိလေသာအမျိုးစားနဲ့ပြရတယ်။အဲ့တော့ပုထုဇဉ်တန်တာမှာကိလေသာမျိုးစားဟုတ်လားဆယ်မျိုးရှိတယ်လောဘဒေါသမောဟမာနဒိဋ္ဌိဝိသုကိလာခြိနာဩဒိစ္စာဣတိကနောက်တစ်ပါးပါအဲ့တော့ဒွါးထိုးလိုက်တဲ့အခါကျတော့ဒီလောဘနဲ့ဒေါသကလိုချင်လို့ဖြစ်လို့တောစုဟာတောစုဟုတ်လား မာနတို့မောဟတို့ဓိနာတို့ဝိဒိသတို့ဒီတိကနောတပါတို့ကမတိလို့ဖြစ်တာဟုတ်ပါဘူးယာမာနမောဟဓိနာဝိဒိသဓိတိကဓိတိကအဟိတိကနောတပါနောတပါအဲ့တော့ဒီကဒိဋ္ဌိဥသိကိစ္စဒီမှာပါမယ်နော်ဒိဋ္ဌိဥသိကိစ္စ ဋ္ဌိဒါကိစ္စဒိဋ္ဌိကိစ္စဒိဋ္ဌိဥစည်းကိစ္စဒိဋ္ဌိဒါရီယာမတိလို့ဖြစ်တောင်းလို့ဒီလောဘဒေါသလိုချင်လို့ဖြစ်လို့သူ့တဏှာတဏှာဒီမာနလို့မောလို့ဒီနာဩဒိသဟိတိကနောတပါလို့မိစ္ဆာဒိဋ္ဌိကိုဝီစည်းကိစ္စလို့ကမတိလို့ဖြစ်လို့သူကဝိစ္စာဒါဝိအဲ့တော့ဒီကိလေသာအမျိုးအစားမှာလေဒုက္ခကိုဖြစ်စေတဲ့အကြောင်းက ဘုံမူတာအားဖြင့်တစ်ခုရမယ်ဝိဇ္ဇာနဲ့တဏ္ဍာနဲ့အဲ့ဒါဒီမဲ့ကျွန်တော်တို့ကကိလေသာဖြစ်စင်ပါလေဆိုအကြောင်းတရားတစ်ခုဟုတ်ကိလေသာဖြစ်စင်နေပြရင်မျိုးစားနေပြရင်ဒုက္ခဖြစ်စင်တစ်ခုဖြစ်အခုရှင်ဘာလို့ဆိုဒုက္ခကတစ်ခုဖြစ်တစ်ခုဖြစ်နေအဲ့တော့မှဒီနေရာမှာတဏ္ဍာနဲ့ဝိဇ္ဇာဘယ်ဟာဇာတိဒုက္ခကိုဖြစ်စေတာလို့ဘယ်ဟာဝိဒုက္ခကိုဖြစ်စေတာလို့အကြောင်းစစ်ကိုရှာတော့ဟုတ်ဇာတိဒုက္ခရှိလို့ဝိဒုက္ခရှိတာလားဝိဒုက္ခရှိလို့ဇာတိဒုက္ခရှိတာ ဇာတိတော့ရှိဇာတိတော့ရှိတော့ဘုဒ္ဓကရှိတာဒါဆိုဇာတိတော့ကောဖြစ်စီတာအကြောင်းစင်ပေါ့အဲ့တော့မှဗုဒ္ဓမူနဲ့ကျွန်တော်ရှာမယ်ဗုဒ္ဓအကြောင်းဆိုရင်ပယ်လို့ရတယ်ကျိုးဆိုရင်ပယ်လို့မရဆိုတော့ဒီအဝိဇ္ဇာနဲ့တဏှာမှာဝိဇ္ဇာနဲ့တဏှာကဘယ်ဟာအကြောင်းစင်လဲလို့သိရင်မလို့ကြည့်မလဲပယ်ကြည့်ပယ်ကြည့်အဲ့တော့ဒီလိုချင်မှုတဏှာကိုပယ်လို့ရလားမရဘူးမရဘူးဘာလို့ပြရလို့ဆိုတော့ဒီဘုကောင်ကြီးရှိလို့ရှိဒါတော့ဒါဆိုဒီတဏှာကအကျိုးတရားအကျိုးတရားဒီအဝိဇ္ဇာဆိုရင်မသိမှပယ်လို့ရလားရတယ်ဘာလို့ပယ်မလဲ တိမှုနဲ့ပဲဒါဆိုသူကအကြောင်းစစ်ပေါ့ဇာတိတော့ကဖြစ်စေအကြောင်းဟုတ်သူကဇာတိတော့ကဖြစ်စေတော့အကြောင်းဒီဇာတိတော့ဖြစ်စီတဲ့အကြောင်းအာဟုတုလို့ခေါ်တယ်။အဲ့ဒါဘာလို့အာဟုတုအာဟုတု 六号，这是在屋给你走路的。然后你站在那，五六号，这是在走。谢谢